ဝင်လာပါတက်ဆမ်ရှင် YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါဆိုတော့ကျွန်တော် TikTok မှာ၄ဝက်ပြီးွားကြီးကျွန်တော်ဒီမှာ၄ဝက်ပြောမယ်နော်စာမယ်အဲ့တော့ပထမဆုံးအနေနဲ့ Oza Bank နဲ့ဒါ Humbug ပဲဖြစ်တယ်ဗျာ Oza Bank အနေနဲ့ဒီနေ့ဒါပေးထားတဲ့ပေါက်ကြီးကတော့အာဘယ်လောက်ပေးထားလဲဆိုလို့ရှိရင်ဆက်ကြည့်မယ်အာ level ဆိုရင်မားရ30ပြီကိုပေါင်းကြီးအရာ3.90အနေထားဖြစ်ပါလိမ့်မယ်အဲ့တော့တေပယ်ဆံမှာဆိုလို့ရှိရင်ဒီတင်းတင်းရအောင်နဲ့အောက်ဖြစ်နေတယ်9မတ်9မတ်အနေထားကိုဖြစ်နေတယ်ဗျာအဲ့တော့ဟမ်ဘတ်အနေနဲ့လည်းကျွန်တော်တို့ဒါဒီတန်တက်လာတဲ့အတင်းတင်းရဒီနှစ်မှာကောင်းလို့ယူဆရမယ်ဆိုတော့အော်ဇဘတ်နဲ့ဟမ်ဘတ်တို့ရဲ့ဒါရဲ့ age range မှာဆိုလို့ရှိရင်လည်းအော်ဇဘတ်အနေနဲ့10ပွဲနိုင်2ပွဲတင်နဲ့6ပွဲရှုံးတွေ့ရှိတာတော့ဖြစ်ပါတယ်နောက်ဆုံးဒီတင်းတင်းရ age range မှာတွေ့ရှိချက်ကတော့အော်ဇဘတ်အနေနဲ့2ပွဲနိုင်ပြီးတော့ အာနဘွဲနဘွဲနိုင်ပြီးတော့အာနဘွဲရှုံးရလက်ကိုပိုင်ဆန်ရတာကိုတွေ့ရှိရပြအဲ့တော့တဘွဲကတော့တရေကြားတိုင်းဆိုတော့ဒီနေ့ပေးထားတဲ့ပေါက်ကြီးကအော်ဆာဘတ်အနေနဲ့ level minus 30အလုံးပလက်80အနေဒါဖြစ်နေပါတယ်ဆိုတော့အော်ဆာဘတ်အနေနဲ့ကျွန်တော်ပြီးခဲ့တဲ့ဘက်မှာစတူကတ်နဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော်တော်ကြီးကိုစတူကတ်ကိုအာ2စီးနဲ့အနိုင်ပိုင်းတာနေပြီးတော့အာစတူကတ်နေတော်တော်ကြီးကောင်းပြီးတော့3 2နဲ့အနိုင်ပြီးသွားတာဖြစ်စီရအဲ့ဒီပွဲမှာဆိုရင်စတူကတ်နဲ့အော်ဆာဘတ်အော်ဆာဘတ်တော်တော်ကြီးကိုကောင်းသွားတာတည်ရှိရတယ်ဒီနေ့မှာလည်း နော်သူအနေနဲ့ကြာအောက်မှာဆိုရင်တန်းစုံဖြစ်တဲ့ S3 ပူလီရှိမဲ့ mesh mail lady နေရှုံးတာတွေ့ရှိရတယ်ဆိုတော့ S3 ပူလီအနေနဲ့လည်းဒီနေ့ဒါကစားမှာဒါ junior bali နဲ့တွေ့ရှိရမှာဖြစ်တယ်ဗျာနော်အဲ့တော့ wolfsburg ကလည်း wolfsburg လည်းဒီနေ့ liverpool နဲ့တွေ့ရှိရမှာဖြစ်တယ်အဲ့တော့ ozban နေဒီအိမ်ဘက်မှာ hamburg ကို level minus 30ကိုပွဲ390အရကျွန်တော်ဒီနေ့ကတော့ ozban body လေးကိုပဲကြိုက်ပါတယ်ဗျာနော်အဲ့တော့ not that တပွဲကိုစသွားမယ်ဆိုတော့ not တပွဲကတော့ဖုံးမောင်းတဲ့ဝါဆန်ပွဲပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့ဖုံးမောင်းရဲ့အိမ်ဝင်မှာဝါဟန်တော့ကံမှာဖြစ်တယ်ဆိုတော့ ဖုံးပေါက်ကတော့ပေးထားပါတယ်တလုံးဆိုရင်အာတလုံးဆိုရင်40ပြည့်ရောကိုပေါင်းကြီးကတော့တလုံးပလက်40အနေထားဖြစ်နေပါတယ်ဆိုတော့ဖုံးပေါက်နဲ့ဝါဆန်အနေထားမှာဆိုလို့ရှိရင်လက်ဝါဆန်ကတော့ကျွန်တော်ပြီးခဲ့တဲ့ပွဲစဉ်မှာဆိုဘန်လေးကို3-2နဲ့အနိုင်ရရှိနောက်ဆုံး5ပွဲမှာဆိုလို့ရှိရင်နောက်ပွဲစတိုင်အနိုင်ရရှိတာအဲ့ဒါကတော့အာနျူကာဆင်ကို3-1ဘန်လေးကို3-2နဲ့အနိုင်ရရှိတာဖြစ်ပါတယ်ဗျเนาะဆိုတော့ဖုံးပေါက်အနေနဲ့လည်းနောက်ဆုံး5ပွဲမှာဆိုလို့ရှိရင်3ပွဲမှာအဲ9ပွဲမှာဆိုလို့ရှိရင်နောက်ပွဲနောက်ဆုံး2ပွဲကိုရှုံးရတယ်ကျွန်တော်အက်စတရိုမီလာရှုံးတယ်မန်စီးတီးကိုရှုံးပြီးတော့ကျန်တဲ့3ပွဲကတော့ကျွန်တော်နော်တင်ဟမ်ဖော်ရက်ကိုရှုံးနေပြီးရင် အဖူဟန်ကိုနော်ဒီဖရောက်နိုင်တယ်အဖူဟန်ကိုနိုင်တယ်ပြီးလို့ရှိရင်ပဲလေကိုတီးတီးနဲ့ဝေးဝေးမှနိုင်ရှိရယ်ဆိုတော့ဒီနေ့အိမ်ကွင်းမှာဝမ်ဘရက်40ဝါဆန်ကိုပေးလိုက်ပြီးတော့ကမောင်းကြီးက3လုံး40နေတာဖြစ်တယ်ဆိုတော့တေဘဇာမှာဆိုလို့ရှိရင်လည်းအဆင့်9နဲ့16မှတ်ဖြစ်ပြီးတော့အာဝါဆန်နေအဆင့်16နဲ့7မှတ်ဖြစ်ဝါဆန်အနေနဲ့လည်းဒီနေ့ကျွန်တော်တို့တန်တက်ဖို့ကိုဒါမင်းနဲ့ရုံးကံမဲ့အပွဲတပွဲလည်းဖြစ်တယ်ဗျသူအနေနဲ့ဒီ2020မကုန်ခင်မှာတော့နိုင်ပွဲလေးရသွားမှသာလေရင်သူအနေနဲ့တန်တက်ချင်ရင်မလို့ကျွန်တော်တို့ယူဆတယ်ဒီနေ့ ဖုံးပေါက်နေနေလည်းတကယ်လို့1 plus 40နဲ့နိုင်ဝက်တော့ရှိရင်20မှတ်နဲ့ညချက်စည်းနေရကိုချက်စည်းနေရကို sorry စာနာလက်နေရကိုအဆင့်လေးနေရရရောက်ရှိသွားနိုင်တဲ့အခြေအနေရှိတယ်ဆိုတော့ဒီနေ့လည်းပွဲစဉ်တွေအခြေအနေရှိတယ်ချက်စည်းနဲ့ဘန်လေးပွဲရှိမယ်ဖုံးပေါက်နဲ့ဝါဆန်ပွဲရှိမယ်ပြီးလို့ရှိရင် Brighton နဲ့ Brentford ပွဲရှိမယ် Fulham စာနာလက်ပွဲရှိမယ် Liverpool နဲ့ Nottingham Forest ရှိမယ်ဆိုတော့ Wolves နဲ့ Palace ပွဲရှိမယ် Newcastle Manchester United စတဲ့ပွဲစဉ်တွေပွဲကောင်းတွေလည်းတွေ့ရှိရတယ်ပြန်ဆိုင်နေတွေ့ရှိမှဖြစ်တယ်ဆိုတော့ ငယ်အိမ်ကွင်းမှာ1ဘလက်အာကျွန်တော်40ဝေး40လောက်ပေါက်ပြီးတော့ခေါင်းရင်းသုံးလုံး40ပေါက်ထားပါလေဗျာ8ဝေးမှာဆိုလို့ရှိရင်ဒီနေ့တင်ရခုနကျွန်တော်ပြောလို့ငါဖုံးမောင်းနေတဲ့9ပွဲကန်ပြီးတော့9ပွဲ9ပွဲနိုင်9ပွဲနေနဲ့10ပွဲရှုံးလာတော့တွေ့ရှိရဆိုတော့ဘာဟာလဲအခုဇက်တိုက်ဇက်တိုက်မှာဆိုလို့ရှိရင်တော့ဘန်လီကိုနိုင်တယ်နျူကာဆယ်ကိုနိုင်တယ်အိမ်ကွင်းမှာဖြစ်တော့ဆိုတော့ဒီ9ပွဲမှာကြည့်လို့ရှိရင်လည်းအဝေးကွင်းနောက်ပွဲကလည်းရှုံးတယ်လီကိုလည်းရှုံးတယ်အာဆင်နယ်ကိုလည်းရှုံးတာတွေ့ရှိရဆိုတော့ပြောမယ်ဆိုလို့ရှိရင်ဖုံးမောင်းအနေနဲ့ခြေပြီးတာဟာ ဖိတ်ဖြစ်တယ်လို့ကျွန်တော်ယူဆတယ် 1+40 ကိုပေါင်းချင်း340အနေနဲ့ပြည့်ကျွန်တော်တို့ဒီဘွဲမှာဝါစာအနေနဲ့လည်းဒီနောက်ဆက်ကမကုန်ခင်မှာအနိုင်ပွဲတွေယူသွားမှရမယ်ဗျ။နော်အဲ့တော့ဖုံးမောက်အနေနဲ့လည်းပွဲလိုချင်တယ်တော့ဒီနှစ်သင်းက1-1လောက်နဲ့စကြင်မနေတာဖြစ်တယ်။အဲ့တော့ကျွန်တော်ဒီနေ့ဖုံးမောက်နဲ့ဝါစာကိုကိုးပေါ်လေးပဲကြိုက်ပါတယ်။ဆိုတော့နောက်တစ်ပွဲကတော့နာပိုလီနဲ့အတ္တလန်တာ။ဆိုတော့နာပိုလီနဲ့ဒီနေ့ဒါပေါက်ကြီးကတော့ level ဆိုလို့ရှိရင် -40 ကိုပေါင်းချင်းနှလုံး -50 အနေနဲ့ဖြစ်တယ်။ဆိုတော့ အတလန်တာနဲ့တွေ့ရမယ်ဆိုတော့နာပိုလီနေနဲ့၄အဆင့်၄နဲ့၂၂မှတ်ဖြစ်ပြီးတော့အတလန်တာနေနဲ့လည်းနော်အဆင့်၃မှာ73မှာဖြစ်ပါရင်ဆိုတော့အဲ့လိုနေတော်တော်ကြီးကိုအခုချိန်ကြီးရုပ်ပေါက်တယ်ပဲเนาะနိုင်ပွဲတပွဲပဲရှိတယ်အဲ့ဒါလည်းမာဆင်းတဲ့ပွဲပဲဖြစ်တယ်ပြီးတော့နောက်ဆုံးအပတ်မှာဆိုလို့ရှိရင်အာနှစ်ပွဲတည်းရေတပွဲနိုင်ရင်နှစ်ပွဲရှုံးတော့လို့ရှိရင်သူကန်တဲ့ပွဲစီနေလည်းကြည့်ပါအောင်ဗျာเนาะ တော့ဆက်ဆက်ဦးလို့ရှုံးတာရယ်စုပ်တီးစုပ်ပြက်နဲ့간ပြီးတော့3 3စီးအောင်ဖြေတယ်ရှုံးလို့ရှုံးရင်လည်းစုပ်တီးစုပ်ပြက်လို့ရှုံးတယ်9နဲ့ကျုံ1 0 1တော့တယ်မပို့ဘူးနောက်ပိုနေနေအခုဘောလုံးတော့2စီးနဲ့ရှုံးတယ်နောက်ဆုံး5ပွဲမှဆိုလို့ရှိရင်9ပွဲ4ပွဲ4ပွဲမှာ9ပွဲတင်9ပွဲနိုင်ပြီးတော့ကျွန်တော်ဘောလုံးတော့2စီးနဲ့ရှုံးတယ်ဆိုတော့အာကျွန်တော်ဒါလိုင်းရနပိုလီရဲ့လိုင်းအမှာဆိုလို့ရှိရင်လည်းကျွန်တော်ဒီဘရိုင်နာဒီဘရိုင်နာမပါလာဘူးဒီဘရိုင်မပါလာရင်ဘာမှလုပ်လို့မရဘူးဆိုတာဟိုပြတ်တော်သွားတာဖြစ်သွားတယ် ဆိုတော့ဒီနေ့လဲအလန်ဒါကို level 3 minus 40လောက်နဲ့ထောက်ထားတယ်။နောက်ကိုပေါင်းချင်းလုံးပိုင်းနဲ့90အနေနဲ့ပြကျွန်တော်ဒီနေ့ကတော့နာပိုလီနဲ့အလန်ဒါအလန်ဒိုလိုဆုံးပြီးဆုံးပြအသင်းရလိုပဲပိတ်ဆော့ဦးမှာပဲကျွန်တော်ဒီနေ့ကျွန်တော်တော့နာပိုလီနဲ့အလန်ဒါကိုပေါင်းလေးပဲကြိုက်ပါတယ်နော်။အဲ့တော့ another way ကတော့ဘီလာရီယားနဲ့မာရော့ကဖြစ်တယ်။ဆိုတော့ဘီလာရီယားအနေနဲ့ဒီနေ့ပေါ့ကြီးကတော့1 by 60လောက်ပြီးကိုပေါင်းချင်းအရတော့3လုံးတည်နေတာဖြစ်တယ်။ဆိုတော့ အာဘီလာရဲ့အနေနဲ့လည်းကျွန်တော်တို့95ဒီမကုန်ခင်လာမဆလာဘိုင်းနဲ့ဆလာဘိုင်းအတွင်းမှာပွဲချက်တွေကြီးပဲကမ်းမှာဖြစ်တယ်သူအနေနဲ့နောက်တပွဲမှာဆိုလို့ရှိရင်လည်းအခုချိန်ဒီချန်ပီယံလိမှာဆိုလို့ရှိရင်လည်းရမတ်ကအနေချင်းပဲရထားတယ်ကုတိုင်ဒီပလေးအော်ဒါမှာမဝင်သေးတဲ့ချိန်ကြီးရှိတယ်ဆိုတော့ပွဲချက်တွေတော့များပါတယ်တော့ဒေါ့မွန်နဲ့ဆူစီတက်ကိုတွေ့ရမယ်ဂီတာဖေးတွေ့ရမယ်ကိုပဟင်ဂီတွေ့ရမယ်လီဗန်တွေ့ရမယ်ဘာစီလိုနာတွေ့ရမယ်ဆိုတော့ပွဲချက်တွေပဲလို့ယူဆရမယ်အဲ့တော့ သူအနေနဲ့ချန်ပီယံလိဂိုပလေးအော့တော့မှမဝင်ခဲ့တော့ရှိတော့အာဒီနှစ်အတွင်းမှာတော့နောက်နှစ်တော့ယူရိုပါလိကျွန်တော်တို့ဒါယူရိုချန်ပီယံလိတနင်္လာတော့ယူသွားနိုင်အောင်လို့စူးစမ်းမယ်လို့ကျွန်တော်ထင်တယ်။အဲတော့နောက်ဆုံးအပတ်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါ အစမညိုဇီဒူနဲ့နိုင်ရရှိသူရှုံးရဆိုလို့ဟိုဒါ powerful fc ကို 1c နဲ့ရှုံးတာပဲတွေ့ရှိရပါတော့အဲ့ဒီဘက်ပဲရှိတယ်သူကမာရော့ကအနေနဲ့ကျွန်တော်ဂီတာဖေး 1c နဲ့နိုင်လာတယ်သူရှုံးတာတော့ body တစ်ဘက်1 3c နဲ့ရှုံးတာပဲတွေ့ရှိရဆိုတော့အင်ကွင်းမှာ1.60ကိုပေါင်းချီတလုံးတရေအရာကျွန်တော်လည်းဒီနေ့လက်ဘီလာရီရဲ့ body လေးပဲကြိုက်တယ်ဘီလာရီရဲ့ဒီနေ့တော့သူအဆင့်တနေရာတော့ပမာဏနဲ့ယူသွားနိုင်ချေရှိလို့ကျွန်တော်ယူစားတယ်သူနဲ့အပြိုင်ဆိုင်တော့ body အေဒီကိုဘာစီလိုနာနဲ့ယူရီမက်ဒီတို့ရှိတယ်ဗျာနော်အက်စပန်ယောဘာလို့လဲအဲ့လောက်တိတ်မလိုက်နိုင်တော့ဘူးအမကတော့ယူပြန်နေတယ်ဆက်ရှင်မက်ရှိတယ်ဆိုတော့သူ့ထက်မှာနေရာကတော့ဒီယာဒီမကုံမှာယာဒီမကုံကင်သူ့အနေနဲ့တေးချာချာအင်ကွင်းပွဲစဉ်လေးတွေကိုယူသွားနိုင်မယ်ဆီလို့ရှိရင်နောက်နှစ်မှာအဆင့်1 2 4ကိုဝင်သွားနိုင်ရှိတယ်ကျွန်တော်လည်းဒီကတော့ဘီလာလီရဲ့ဘော်ဒီပဲခြိုက်ပါတယ်ဆိုတော့ဒီလေးပွဲနဲ့ကျော်တိတော့လေးပွဲကိုလည်းကျွန်တော်ညီကိုတို့ကြိုက်လို့ဆော့ပါမောင်းမဲဆော့ဆော့ဘော်ဒီပဲရိုက်ရိုက်ခြိုက်တာဆော့ပါဆော့အားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်